ခိုင်ရီတာ channel ကိုချစ်ခင်အားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါထုံးလင်းတင်ဆက်ပေးချင်တာကတော့စာရေးဆရာဆရာနန္ဒာမိုးကျေးရီတာပြုစုထားတဲ့မိလိန်နာမင်းနဲ့အရှင်နာကဒေနာတို့ဤတိမ်မွေ့နေနေတော့ဘာသာရေးအမေးအဖြေများဆိုတဲ့အပိုင်း၁၆ကိုဆက်လက်ထုံးလင်းတင်ဆက်ပေးမှာဖြစ်ပါတယ် subscribe like and share ခေါင်းလောင်းလေးနေပြီးအားပေးသွားပါနော်ကျေးဇူးများကြီးတင်ပါတယ်ဒါဆိုရင်တော့ဆက်လိုက်ပါပြီကျမကတော့ခိုင်ပါရှင် မီလနာမင်းကြီးမေသမားတွေကိုနာဂဒေနာအရှင်သူမြတ်ကကောင်းမြတ်သောမနတိစိတ်ထားနဲ့ထင်းလင်းအောင်လို့ဖြည့်ရှင်ပေတော်မူခဲ့ပါရီမီလနာမင်းကြီးနဲ့နာဂဒေနာအရှင်သူမြတ်တို့အမေးဖြေပြုခဲ့ကြရာတကောင်ရန်ချင်းကိုရောက်မှမသိရောက်ခဲ့ကြလေတော့တယ်နန်းဆောင်တွင်မှစီမီတွေကထိန်ကြီးလျက်ရှိနေရဆရာရှင်နဲ့ဒါယကာတို့ပေါ်မှာညွတ်နူးပူဇော်နေသည်နဲ့မကြောင်တဘာဝစီမီနဲ့တရားစီမီတို့မှာအပြိုင်မင်းလင်းလက်နေခဲ့ကြလေတော့တယ် မင်းကြီးရဲ့အမှုတော်တန်အမတ်အပေါင်းတို့မှလည်းအရှင်နာကဒေနာကိုဖူးမြော်ပြီး၎င်းတို့အရှင်မင်းကြီးအတွက်ပညာရှိယဟန်မြတ်ကိုထိုက်တန်စွာရခဲ့လေးပြီးတကားဆိုပြီးတော့ဇီနူးဝမ်းမြောက်နေကြလေတော့တယ်။အရှင်နာကဒေနာလေးပြဒနာတရက်ကိုဖြေချပြီးတဲ့အခါမှာအချိန်အားလျော်စွာပင်မင်းကြီးကိုတရေပေးနှုတ်ဆက်တဲ့သဘောနဲ့အရှင်မင်းကြီးကျင်းဆက်ချိန်ရောက်နေပြီဒလိုဆိုကစုံမိန်မာတော့တယ်။မီလီနာမင်းကြီးကလည်းအရှင်ဖျားတိခန်တော်မူပါလုံးကျင်းဆက်ချိန်ရောက်နေပြီတော့တပည့်တော်သိပါ၏ ျလိုတုံးပြန်ရှောက်ထားလိတော့တယ်။ဒီနောက်အမတ်တွေရှိရာစီကိုကြွလန်းလာခဲ့တာအရိခာအမတ်အပေါင်းကဝိုင်းဝန်းရှောက်ထားကြကုန်တော့တယ်။အရှင်မင်းကြီးနာဂသီနာအရှင်သူမြတ်သည်ပညာရှိပိသားပါပဲ။အရှင်မင်းကြီးနဲ့တန်းတူညီမျှလိုက်ဖက်လာပြီ။မှန်ပြီစွာအမတ်တို့ဤမထေမြတ်သည်ပညာရှိပိသားပါပဲ။ငါသည်ကနဦးကပင်လင်း ဤပညာကိုအရှင်သူမြတ်နှင့်တွေ့ဆုံခဲ့ရပါကစောလျင်စွာပညာရပြီးတရားတော်ကိုဖြောင့်မတ်စွာသိနိုင်ပါကုန်အံ။အဲဒီနောက်မှာတော့မိလိန်နာမင်းကြီးရလေနာဂသီနာအရှင်သူမြတ်ထံပါကိုပြန်လည်ရောက်ရှိလာခဲ့ပါရီ။ကြေတနာပေါင်းကိုဖြည့်စရော်မှုခြင်းအတွက်လည်းကြီးညိုနှစ်တန်လာတွေအတွက်အဖို့တသိမ့်ထိုက်တဲ့နေကပလာနီကိုအရှင်မြတ်ကိုဆက်ကလှူဒန်းလိုက်လေတော်ရယ်။အရှင်ဖျားယနေ့မှစပြီးတရားရှိပါသောစွန့်ဝဲကိုတပည့်တော်လှူဒန်းမရစေဖျား။ ကြားပြင်တပည့်တော်ရဲ့ဤနန်းဆောင်၌အရှင်ဖျားတို့နှင့်အဆက်သောဝိတ္ထုပစ္စည်းတို့၎င်းလိုအပ်နေသောဝိတ္ထုပစ္စည်းတို့ရှိနေခဲ့လင်တော်၎င်းအချိန်ခါမီ၍အလူခံတော်မူပါဖျား။သာဓုသာဓုသာဓုပါအရှင်မင်းကြီး။အရှင်မင်းကြီးကအသက်ရှိသောလျော်ကန်တင်းမြတ်လာပါပြီ။ဒီမှာတပည့်တော်ယုံကြည်ပါတဲ့အရှင်ဖျား။အရှင်ဖျားဒီလေအသက်ရှိအောင်မီဖြစ်ပါ၏။အရှင်ဖျားလည်းမိမိကိုယ်ကိုမိမိစောင့်ရှောက်တော်မူပါ။တပည့်တော်လည်းမိမိကိုယ်ကိုမိမိစောင့်ရှောက်တော်မူပါမည်။ကောင်းပြီမင်းကြီး။ ။ဤအတွက်မစိုးရိမ်ပါလေနဲ့။အရှင်ဖုရားတပည့်တော်သည်ပမာပုံဆောင်ရသည် ရှိလေသောလောင်ရင်တွဲမှချင်းသိမင်းကဲ့သို့သာဖြစ်ပါ၏။ချင်းသိမင်းသည်လောင်ကြိုက်တွဲနာရှိတော်ညာလေမျက်နာကမူလောင်ကြိုက်အပြင်သို့သာရှေးရှုလေတကဲ့သို့တပည့်တော်သည်လည်းဝဲထုပ်ကနောင်ရင်အတွဲမှလွတ်မြောက်ရရကိုရှေးရှုလျက်ရှိပါ၏။အရှင်ဖုရားတပည့်တော်တို့အမင်းအဖြစ်ဆိုသည်မှာအန်ဒီရဲ့များလာပါ၏။ အကယ်၍ယဟန်ပြုခဲ့ရင်လေမင်းဖြစ်ကိုအစွဲပြု၍ပင်ကြာမြင့်စွာအသက်ရှင်နိုင်လိမ့်မည်မဟုတ်ပါရှင်ဖုရားမင်းလိနာမင်းကြီးဤရင်တွဲမှလှိုင်လဲတဲ့ဇကားရစ်ကိုကြားရသည့်တိုင်နာဂဒေနာ အရှင်သူမြတ်ဖို့ညီတို့မြဝေဖန်ခြင်းမပြုတော့ပင်နေစိတ်စိတ်သာနေတော်မူခဲ့လေတော်တယ်အဲဒီနောက်မှနန်းတော်တွဲမှသည်တင်ချေရပရိဝုံတို့ပြန်လဲကြွားမြန်းတော်မူခဲ့ပြီတော်တယ်နာဂဒေနာ အရှင်သူမြတ်ကြီးပြန်လဲကြွားမြန်းသွားတဲ့အခါမိလိန်နာမင်းကြီးလည်းငါသည် အရှင်သူမြတ်ကြီးအားတေသနာများစွာတို့ကို အာမနာရဲမင်းညံ့ခဲ့ပါ၏အရှင်သူမြတ်ကြီးအားလည်းငါအားစိတ်ရှိလက်ရှိသဘောပေါက်နားလည်အောင်လို့စိတ်ငုသေးကြစွာဖြေဆိုပေးတော်မူခဲ့ပါ၏ဂျေဇူးကြီးမာလာပါပြီဒီတကားဒလိုစင်ကျင်တွေ့တော်နေမိလေတော်တယ်မင်းကြီးရဲ့ခံစားမှုပေါ်အရှင်နာကဒေနာဖို့နားလည်ခံစားနိုင်ပါ रे လားကြလို့နေပဲညာတဖြည်းဖြည်းနဲ့အရွယ်ရင်လာခဲ့လေတော်တယ်။တာကလာရဲ့မနက်ခင်း အရှေနာကတင်လာလေမီလိုင်နာမင်းကြီးရဲ့ဖိတ်ကြားချက်တွေအရစံနန်းတော်ရှိရာစီကိုကြွတော်မူလာခဲ့ပါပြီ။အသင်ဆောင်မြော်နေတဲ့မီလီနာမင်းကြီးလေးရှန်နာကဒေနာကုံဝမ်းမြဝမ်းသာလိုက်လိုက်လဲလဲကြိုးစိုးပြီးအသင်စီစမ်းထားတဲ့နေရာမှာချမ်းသာစွာတရင်တုံးစေခဲ့ပါရယ်ဒေနာအရှန်သူမြတ်ကြီးကိုထီချင်းငါးပါးနဲ့ကြီးညိုစွာဥခိုက်ပူဇော်လိုက်ပါရယ်အရှန်ဖျားတပည့်တော်သည်အရှင်အားတပည့်တော်တိလို့သမျှမေးချင်သည်များရှိသမျှမေးလိုက်ရတယ်လို့ဆိုတာ တပည့်တော်ပေါ်တပည့်တော်စေနာအားရရှိနေလိမ့်မယ်လို့ထင်တော်မမူလိုက်ပါနဲ့ဖေ။ငါသည်အရှင်မြတ်ကြီးအားညီတို့မိခဲ့ပါသည်။အရှင်မြတ်ကြီးမှညီတို့ဖြည့်ရှင်တော်မူအပ်၏။ဒလိုသာတွေးတော်အောင်မိနေပါれဖေ။အဲလိုရှောင်းကြားလေသောအရှင်နာကဒေနာသည်လည်း၎င်းရဲ့ရင်တွင် ရှိသမျှတွေကိုမချွေးမချန်တုံ့ပြန်ဆုံမိန်လေတော်တယ်။တကားတော်မင်းကြီးငါသည်လည်းတင်မင်းကြီးကဲ့သို့ပင်ဖြစ်ခင်ရပါれ။မင်းကြီးအားငါအားဘာရီကိုပဲတို့မိမိနေ။ ငါကတော့မြေတို့ဖြေမီနီဟု၍သာတညဘက်လုံးပြန်လဲတွေးတော်နေမိပါတယ်။ဒီလိုနဲ့အရှံသူမြတ်နဲ့မင်းကြီးတို့လည်းဘဝရည်စံဆုံးလာနေမြသူတော်ချင်းချင်းတရင်လွေ့လွေ့ပေါင်းဖက်တွေဆိုရဲလားဆရာတကာတယောစင်ဖြစ်ကြလျက်လေးစားချစ်ကြည်စွာနဲ့ဝမ်းမြောက်ဝမ်းသာစကားဆိုအားအတုံးအလဲဆုံးမိကြလေတော်တယ်။အထူးသဖြင့်အရေးချိန်မှာမိလိနာမင်းကြီးရဲ့အတွင်မှာထူကြနေတော်တာရှေးခါကာလာရီကဲ့သို့နေယိုးနေစဉ်တာမန်သဘောများတာမဟုတ်ပါကြ။ ၎င်းကို၎င်းအကြောင်းအားလျော်စွာပြုပြင်တင်နာတွေကိုပြုပြင်လာခဲ့ကြပါပြီ။လွန်ခဲ့ပြီးတော့မနေ့အရှေနာကဒေနာကိုပြဒနာများစွာအားရှောက်ထားမိမြန်းခဲ့လျာမှာအရှင်မြတ်ရဲ့ပညာဆွမ်းရည်တွေကို၎င်းမြင့်မြတ်တဲ့တရားတရားတွေကို၎င်းကောင်းမွန်စွာသိနာလေခဲ့ရပါတယ်။ဒါကြောင့်လေအရှင်မြတ်ရဲ့ဂုံကျေးဇူးတွေကိုရိုသေအထူးချီးကျူးပူဇော်တော်အားဖြင့်ဤယနေ့အာယုံတက်ကပင်လေဥကောင်းကိုဆေးလျှော်တော်မူခဲ့ပါရယ်ဒီနောက်ကာလသုံးပါးမှာပွင့်တော်မူခဲ့ကြပြီးတော့ဖျားရှင်တို့ကို၎င်း ပွင့်တော်မူအောင်မဲ့ဖျားရှင်ကို၎င်းရှုခိုးအောင်မေ၍နေလီတော်တယ်။ပြီးတော့နေစဉ်နေတိုင်းဆင်မြန်းနေကြဖြစ်တဲ့အဝိတ္တစားတွေကိုချုပ်ပေးပြီးဖန်ရည်စွန်းတဲ့သင်္ကန်းတွေကိုဝင်ရောက်နေဥကောင်ထ၌ဆေးရှော်ထားတဲ့သဘင်တွေကိုစူးစီးဖုံးကွယ်သောအဖြစ်၎င်းဥပြီကတော်ဖြစ်သောယဟန်းသွေနှင့်တူများစီခြင်းက၎င်းလုံဝင်သောဥကောင်စုကိုစွတ်ထားခဲ့လေတော်ရယ်။၎င်းရဲ့စိတ်အာယုံ အစ္စရာမာလေငါသည်ဤနေမှာစားပြီးခုနှစ်ရက်ပတ်လုံးမင်းနဲ့ဆက်လင်းသောအမှုတွေကိုမပြုတော့ ရာကားနဲ့ဆက်လင်း၍လေကိုစိတ်နှစ်ပါးလုံးကိုပင်ထိမ့်ချုပ်ပါအံ့ဒေါသနဲ့ဆက်လင်း၍လေကိုစိတ်နှစ်ပါးလုံးကိုပင်ထိမ့်ချုပ်ပါအံ့မောဟကိုလည်းပေဖြောက်ပါအံ့လောဘကိုလည်းပေဖြောက်ပါအံ့ကြေးကြော်မြကိုပင်လင်းနှိမ်ချစွာဆက်ဆံပါအံ့အာယုံ၆ပါးတို့ကိုလည်းထိမ့်ချုပ်ပါအံ့အရာခတ်သိမ်း၌ပင်လင်းမေတ္တာတရားတို့ကိုရှေးရှုပွားများပါကုန်အံ့ဒီလိုဆိုပြီးဂုံကျေးဇူးရှိပါအကျင့်ကိုကျင့်ဆောင်တော်မူခဲ့ပါတော့တယ် ရှေးရမြောက်တဲ့နေ့ကိုရောက်ရှိသည်ရှိသောမနက်စောစောချိန်မှပင်တင့်တဲ့နဲ့အစားအသောက်တွေကိုစားတောင်းထားခဲ့ရင်ဒီနောက်မှာတော့တင်းငိအေးချမ်းတဲ့အိမ်ဒရီနဲ့ရှန်နာကဒေနာမထီမြတ်ချံရုတ်ကျိုးစွာချိန်ကလိုက်ပါရယ်မထီမြတ်ရဲ့ခြေဆုံကိုဥခိုက်ကပြတ်ဝဲစွာရှခိုးပူဇော်ရင်းနဲ့စတင်ရှောက်ထားလိုက်လေတော့တယ်အရှင်ဖျောင်းအရှင်ဘုရားတို့နဲ့ဆွေးမွေးတိုင်ပင်ရခြင်းသည်တပည့်တော်အတွက်လွန်စွာမှအကျိုးရှိလာပါပြီ။တို့ရမှာတိုင်ပင်မှုဟူသည့်အယက်ရှိပါသောရှောင်းခြင်းအပ်ပြီ။ အရှင်မင်းကြီးထိုအရက်၈ပါးကဘာရီဖြစ်လေသလဲအရှင်ဖျားမတိုင်မင်းအပ်သောအရက်၈ပါးကနမတ်၁မညီညွတ်သောအရက်နမတ်၂ပွဲလန်းသပင်ကျန်းဖာရာရက်နမတ်၃လေပြင်းမုန်တိုင်းထန်သောအရက်နမတ်၄သပင်ခြုံတွင်စသည်တို့ထူးကဲစွာဖုံလွှမ်းသောအရက်နမတ်၅နတ်တို့နေရာအရက်နမတ်၆ခရီးလန်းစခန်းအရက်နမတ်၇ဆင်မြေပြင်အရက်နမတ်၈ရေတွင်းရေကန်ရေချိုးစိတ်တို့ရှိရာအရက် စသည်တို့ဖြစ်ကြပါရဲ့ရှင်ဖျား။မှန်ပေစွာတကားတော့အဆိုပါအရက်ရှက်ပါတော့မှာတိုင်မင်မိပြီလို့ဆိုပါကဤကဲ့သို့ညီကဲ့သို့သော အကျိုးပြတ်ပြားတတ်ပါသည်။အရှင်ဖျားအကျိုးပြတ်ပြားတတ်ခြင်းကရှင်မျိုးရှိပါ၏။၎င်းတို့မှာနံပါတ်၁မညီညွတ်သောအရက်၌တိုင်မင်မိသောအခါမှာသူဟာတမျိုးငါးတပုံစံကျင်ပတ်အတိုက်ခံဖြစ်တတ်တဲ့အတွက်အကျိုးပြည့်စေတတ်ပါ၏။နံပါတ်၂ဘွယ်လန်းသဘင်ကျင်းပရာရဲ၌တိုင်မင်မိတဲ့အခါသူတစ်ပါးတို့ကြားအပ်သည်ဖြစ်၍ ဥစွာလောက်ကင်နှဲ့ခြင်းအနောက်ရှက်ပေးခြင်းစသဖြင့်အကျိုးပြစေတတ်ပါ၏နမတောလေပြင်းမုန်တိုင်းထံသောရနိုင်တိုင်မင်းမိသောအခါတိုးတိုးတတ်တာပြောလို့မဖြစ်စကားတန်ကိုကြေလောင်စွာပြောဆိုရတဲ့အတွက်အကျိုးပြစေတတ်ပါ၏နမလီတပင်ခြုံတွေတို့ထူးကဲစွာဖုံးလွှမ်းရနိုင်တိုင်မင်းမိသောအခါစိတ်ကွယ်မှုအားလျော်စွာ သူတစ်ပါးတို့ချောင်းများနောက်ထနိုင်ခြင်းဖြင့်အကျိုးပြစေတတ်ပေ၏နမငါနတ်တို့နေရာရက်တွင်တိုင်မင်းမိသောအခါ အနောက်ရှက်အဟန်တာပြုလုပ်နိုင်ခြင်းဖြင့်အကျိုးပြည့်စေတတ်ပြီးနံပါတ်6ခရီးလန်စကန်အရက်၌တိုင်မဲမိသောအခါလေးနက်သေးသောမှုရှိခြင်းကြောင့်၎င်းလူချင်းအညီအညွတ်မဖြစ်နိုင်သောကြောင့်၎င်းအကျိုးပြည့်စေတတ်ပြီးနံပါတ်9စင်မြေပြင်အရက်၌တိုင်မဲမိသောအခါတရောင်စကားတရောင်နာဖြင့်စင်ပွားကြေပြန့်သွားတတ်ခြင်းတွေကြောင့်အကျိုးပြည့်စေစေတတ်၏။နမရှိရေတွင်ရေကန်ရေချိုးစိတ်တို့၌တိုင်မဲမိသောအခါ လူပေါင်းစုံတို့အလဲ၌အကြောင်းထန်ရှားစေခြင်းဖြင့်အကျိုးပြက်စေတတ်ပါ၏ဤသို့ရှောက်ထားပြီးလေသောဆက်လက်ပြီးတော့မတိုင်းမင်အတူရှစ်ဦးကြောင့်ကိုလည်းဆက်လက်ရှောက်ထားပြန်မာတော်တယ်မတိုင်းမင်အတူရှစ်ဦးကတော့အရှင်ဖျောင်းမတိုင်းမင်အတဲ့နေရာရဲ့ရှစ်ပါးပြင် မတိုင်းမင်အတူရှစ်ဦးလည်းရှိနေပြန်ပါတယ်ဆက်ပောင်းတကားတော့အရှင်ဖျားလောက၌မတိုင်းမင်အတော်သူရှစ်ဦးတို့ကရာကလွန်ခဲ့သူစိတ်ဓာတ်ခက်ထန်သူ တွေ့ဝေထိုင်းပိုင်းသူ ထောင်လွားတကြွသူ လူချင်းတမတ်စိတ်ရှိသူပြင်းရည်သူမိမိတူးတဲတာကြံစီတတ်သူ မိုင်းမဲတော်သူစသည်တို့ဖြစ်ကြပါရဲ့ရှင်ဖျားအရှင်မင်းစီအဆိုပါရှစ်ဦးတို့အားတိုင်းမင်းမိပါကမိခဲ့သူအကျိုးပြည့်စည်တတ်ပါသည်။အရှင်ဖျားထိုးသူတွေကိုတိုင်းမင်းမိခြင်းဖြင့်အကျိုးပြည့်စည်ခြင်းမှာအေကံဖြစ်ပါ၏။နံပါတ်၁ရာကလွန်ကဲသူကိုတိုင်းမင်းမိတဲ့ကပျော်ပါမှုမှသာစိတ်အားထက်သန်သူဖြစ်တဲ့အတွက်အကျိုးပြည့်စည်တတ်ပေ၏။နံပါတ်၂ စိတ်ဓာတ်ခတ်ထန်သူကိုတိုင်ပင်မိတဲ့အခါရင်ကျေးချိန်ငံမှုမရှိတဲ့အတွက်အကျိုးပြန်စေတတ်ပြီ။နံပါတ်၃တွေဝေထိုင်းမိုင်းသူကိုတိုင်ပင်မိတဲ့အခါကောင်းခြင်းဆိုးခြင်းကိုဝေဖန်ခွဲခြားမသိတတ်တဲ့အတွက်အကျိုးပြန်စေတတ်ပြီ။နံပါတ်၄ထောင်လွားတကြွသူကိုတိုင်ပင်မိတဲ့အခါအညီအညွတ်အပြည့်အပြည့်မရှိတဲ့အတွက်အကျိုးပြည့်စေတတ်ပြီ။နံပါတ်9လိုစင်တတ်မှတ်စိတ်ရှိသူကိုတိုင်ပင်မိတဲ့အခါ မိမိအကျိုးမိမိအခွင့်အရေးကိုသာရှေးရှုလုပ်နေအတွက်အကျိုးပြည့်စည်တတ်ပြီ။နံပါတ်6ပြင်းရည်သူကိုတိုင်မဲမိတဲ့အခါ노ကြားထပ်တမ်းမှုမရှိတဲ့အတွက်အကျိုးပြည့်စည်တတ်ပြီ။နံပါတ်9မိမိတဦးတည်းသာကြံ့စည်တတ်တဲ့သူကိုတိုင်မဲမိတဲ့အခါမှာတော့အတိအမြင်မကျေပြန့်မနှမ်းဆက်တဲ့အတွက်အကျိုးပြည့်စည်တတ်ပြီ။နံပါတ်10မိုင်မဲသောသူကိုတိုင်မဲမိတဲ့အခါထောက်ထားစင်ကြံတတ်သူမဟုတ်တဲ့အတွက်အကျိုးပြည့်စည်တတ်ပြီ။အရှင်ဖျား ဤကဲ့သို့မတိုင်မင်အပ်သူရှိဦးပြင်တိုင်မင်လုံးမဖြစ်မလုံးမကြုံစိတ်မချတဲ့သူတွေလည်းရှိနေပါသေးတယ်ဖေယအခုတော့လည်းမိလိန်နာမင်းကြီးဟာအမေးပြဿနာမထုတ်တော့ဘဲနဲ့သူလိလာမှတ်သားထားတာတွေကိုမှတ်ကြောင်တင်နေလားအရှင်မြတ်နာဂသေနာပေါ်မှာရှောက်ထားနေပြန်ပါတော့တယ်ဒီခါမှာတော့အရှင်မြတ်နာဂသေနာဖို့စကားတောက်တဖွဲဖြစ်နေရလေပြီတကားအရှင်မင်းကြီးတိုင်မဲမှုတွေမလုံးကြုံမစိတ်ချရတဲ့သူတွေကအဘယ်နည်းအရေးအတွက်မြင်းများရှိသည်နည်းအရှင်ဖျား တိုင်မဲမှုတွေမလုံးကြုံစိတ်မချရတဲ့သူအပေါင်းမှာ၉ဦးရှိပါတယ်ဗျာ၎င်းတို့ကတော့ရှားကလွန်ခဲ့သူ စိတ်ဓာတ်ခတ်ထန်သူ တွေးဝေးထိုင်းမိုင်းသူကြောင်ယွန့်ထိန်လန့်တတ်သူတစိုးလက်ဆောင်ပစ္စည်းနိုင်အလေးမြတ်ပြုသူမိမသေးတောင်ကျူသူမိမယောက်ျားအစင်မဟုတ်တော့ယောက်တရှာမိမရှာကလေးတန်ငယ်စသည်တို့ဖြစ်ကြပါတယ်ဗျာအရှင်မင်းကြီး၎င်းတို့ကိုတိုင်ပင်ခြင်းဖြင့်မြည်တို့ဖြစ်တတ်ပါသည်နိအရှင်ဖျား ထို့သူ၉ဦးတို့ကိုတိုင်ပင်ခြင်းဖြင့်အကျိုးပြပြမှုတွေကိုရှောက်တင် MRN နံပါတ်၁ရာကလွန်ခဲ့သူသည်ပျော်ပါမှုလွန်ကျူးခြင်းနှင့်လျို့ပတ်ထားသောတိုင်ပင်မှုတွေကို ထုတ်ဖော်ပြောဆိုတတ်ပေ၏နံပါတ်၂စိတ်ဓာတ်ခတ်ထန်သူသည်ထိမ့်ချုံနိုင်စွမ်းမရှိရဲ့အတွက်လျို့ဝံတိုင်ပင်မှုတွေကိုထုတ်ဖော်ပြောဆိုတတ်ပေ၏နံပါတ်၃တွေ့ဝေထိုင်းမိုင်းသူသည်အရေးကြီးသည့်မကြီးသည့်ကိုမသိသောကြောင့်လျို့ဝံတိုင်ပင်မှုတွေကို ထုတ်ဖော်ပြောဆိုတတ်ပေ၏ ။နံပါတ်၄ကြောင်ရုံထိုင်းလန်တတ်တော်သူသည်စိတ်ချောက်ချားလွယ်သောကြောင့်လျှို့ဝှက်တိုင်းမဲမှုများကို ထုတ်ဖော်ပြောဆိုတတ်ပေ၏။နံပါတ်၅တစိုးလက်ဆောင်ပစ္စည်း၌အလေးအမြတ်ပြုသူသည် ထိုလက်ဆောင်ဝတ္ထုပစ္စည်းတွေကိုတတ်မှတ်သောကြောင့်ပင်လျှို့ဝှက်တိုင်းမဲမှုတွေကို ထုတ်ဖော်ပြောဆိုတတ်ပေ၏။နံပါတ်၆မိမဟုသည်ချင်းချင်းတွေးဆနိုင်မှုဟုသောပညာမရှိခြင်းကြောင့်ပြဝတ်တိုင်းမဲမှုတွေကို ထုတ်ဖော်ပြောဆိုတတ်ပေ၏။နံပါတ် သေးတောက်ကျူးသူသည်သေရဲ့ရင်မှုခြင်းတွေကြောင့်လျှို့ပတ်တိုင်းမဲမှုတွေကို ထုတ်ဖော်ပြောဆိုတတ်ပြီနမရှိမိမမဟုတ်ယောက်ျားမဟုတ်ယောက်တရှာမိမရှာတို့သည်တဘာဝမမှန်သူဖြစ်တဲ့အတွက်လျှို့ပတ်တိုင်းမဲမှုတွေကိုထုတ်ဖော်ပြောဆိုတတ်ပြီနမကိုကလေးတငယ်တို့မြည်သည်တင်မတဲ့တွေကိုမတိတတ် ပြောလွယ်ဆိုလွယ်ရှိသောကြောင့်လျှို့ပတ်တိုင်းမဲမှုတွေကို ထုတ်ဖော်ပြောဆိုတတ်ပြီ အရှင်ဖျား ထို့မှာတပါပညာရစေသောအကြောင်းတရားရှိပါလေရှိနေပါသေးတယ်ဖေယားကောင်းပြီထို့ပညာရရှိစေကြောင်းအင်္ဂါရှိပါဟုလည်းဆိုပါလေယောအရှင်ဖေယားပညာရရှိစေသောအကြောင်းအင်္ဂါရှိပါမှာနံပါတ်၁အသက်ရွယ်အားလျော်စွာဖြင့်လေပညာရရှိစေတတ်၏နံပါတ်၂ပရိသတ်အထံရန်ကြောင့်လေပညာရရှိစေတတ်၏နံပါတ်၃ဆွေနွေမေးမြန်းစူးစမ်းကြံစားအပ်၍လေပညာရရှိစေတတ်၏နံပါတ် ကြာမြင့်စွာနေသဖြင့်လေပညာရရှိစေတတ်၏နံပါတ်5တွေ့မြင်သမျှတို့၌အသင်တည်နှလုံးသွင်းတတ်ခြင်းသဘောတဘာဝတွေကိုစဉ်းစားဝေဖန်တတ်မှုတွေကြောင့်လေပညာရရှိစေတတ်၏နံပါတ်6အစင်မပြန့်လ ీల ဆွေးနွေးခြင်းကြောင့်လေပညာရရှိစေတတ်၏နံပါတ်9ချက်တော်သူကိုအမိပြုခြင်းဖြင့်လေပညာရရှိစေတတ်၏နံပါတ်6အယက်ဒေတာအားလျော်စွာလေပညာရရှိစေတတ်၏အရှင်ဖျား တစက်သေးဆိုသလိုပဲဆရာကောင်းတို့ဤကုံကျေးဇူး25ပါးကိုလည်းတင်လျှောက်လိုပါသေး၏တင်လျှောက်လို့တကားတော့အရှင်ဘုရားဆရာကောင်းတို့ဤကုံကျေးဇူးမှာ25ပါးရှိပါ၏၎င်းတို့ဒီကတင်တပည့်ဖြစ်သူပါအခခတ်သိမ်းဆောင်ရှောက်ခြင်းနေတစုံတစ်ခု၌ပြုသင်မပြုသင်သည်ကိုသိစေခြင်း၃မေလျော်သည်노ကြသည်ကိုသိစေခြင်း၄အနေတိုင်း အိတ်ချင်းနေခြင်းစတာတွေကိုတည်တတ်ခြင်း၅ကျမ်းမာသည်မကျမ်းမာသည်ကိုတည်တတ်ခြင်း၆အစာအသောက်ပြည့်စုံသည်မပြည့်စုံသည်ကိုတည်တတ်ခြင်း၇တစုံတရာထူးခြားမှုအကြောင်းကိစ္စတစ်ခုခုရှိမရှိကိုတည်တတ်ခြင်း၈ရအပ်သောအစာအာဟာရသည်တင်းတိမ်အားရလောက်အောင်ရှိခြင်းမရှိခြင်းကိုတည်တတ်ခြင်း၉တပည့်ပေါ်စိတ်အားမငယ်ရန်တပည့်ဤဘဝလံတိုးတက်မှုတွေကိုအားပေးနှစ်သိမ့်တတ်ခြင်းတစိမ့် ဤသည်ကားငါတပည့်ဖို့ကောင်းစွာသောအလုပ်ကျွေးဖြစ်ပေသည်ဟုတည်တဲ့ချင်းစတဲ့အစားအစာသုံးဆောင်မိဝဲရ၌ကျွမ်းကျင်စွာ စီမံခန့်ခွဲတတ်တဲ့သူကိုတည်တဲ့ချင်းစနေအာလုံးသောအမှုကိစ္စများ၌ကောင်းစွာစီစဉ်ပြုလုပ်တတ်သူကိုတည်တဲ့ချင်းစသုံးတပည့်ဖြစ်သူနှင့် ရောနှော၍ရေမောပျော်ရွှင်မှုမပြုချင်းစလီတပည့်ဖြစ်သူနှင့်လွန်စွာအကျွမ်းမဝင်ချင်းစငါ တပည့်ဖြစ်သူ၏အပြည့်ချုပ်ရင်းချက်တွေကိုသိခံတဲ့ချိန်ဆက်ချောင်းတပည့်ဖြစ်သူနှင့်ပြောဆိုဆက်ဆံရာမှာမိမိကိုယ်ကိုလွန်စွာမနှိမ်ချခြင်း၁၉နှစ်လျှို့ဝှမ်းအပ်သည့်အတတ်ပညာ၌လျှို့ဝှမ်းခြင်း၁၈ရှေအလုံးစုံတင်ပြပေးသည့်တို့အားတင်ပြပေးခြင်း၁၉တပည့်ဖြစ်သူသည်မိမိဆရာဖြစ်သူ၏အတတ်ပညာတွေကို အမှန်တိုင်းသိတတ်စေခြင်း၂၀အတတ်ပညာရတု၌မိလျော့ဆုပ်ယုပ်အပ်သော တိုးတက်ပွားများတတ်စေခြင်း၂၁။တပည့်ဖြစ်သူအပေါ်ပညာရည်တွေကိုကောင်းစွာတက်မြောက်စေအံ့ဆိုတဲ့ရှေးရှုအာသံမှုရှိခြင်း၂၂။တပည့်ပေါ်၌အခါခတ်သိမ်းကျင်နာမှုရှိခြင်း၂၃။ဘေးရန်ပေါ်လာတဲ့အခါစွန့်ပြဲရှောင်ခွာမှုမရှိခြင်း၂၄ပြူတင်ပြူအပ်သည်များ၌မမေ့မလျော့တတ်ခြင်း၂၅တပည့်ဖြစ်သူမှာ၍မေ့လျော့ခဲ့လေသောတရားနှင့်အညီထိန်ချောင်းပြုပြင်ပေးခြင်း ဆရာတွေကဆရာကောင်းတွေရဲ့ဂုဏ်အင်္ဂါကျေးဇူးများပင်ဖြစ်ကြပါရဲ့ရှင်ဖုရား။ကောင်းပြီစွာမှန်ပြီစွာတကားတော်အရှင်ဖုရားအရှင်ဖုရားသည်တပည့်တော်ပေါ်၌ဆရာကောင်းဖြစ်တော်မူပါလော။တပည့်တော်သည်လည်းဆရာကောင်းတပည့်ဖြစ်စေရန်အားထုတ်တော်မူပါအံ့။အရှင်ဖုရားတပည့်တော်နေနဲ့နောက်ခါဖုရားရှင်ကဲ့သို့ဆရာကောင်းအားရရှိနိုင်စွမ်းရှိတော်မှာမဟုတ်ပါ။တပည့်တော်၌လည်းဖုရားရှင်ဟောကြားထားတာတွင်ပတ်သက်ပြီးတချို့သောအကြောင်းကိစ္စတွေမှာ ဒူလောဒူလောဆိုပြီးတော့တွေးတော့ယုံမနေခြင်းတွေရှိနေပါသေးတယ်။ဒီအတွက်ဆရာကောင်းပီတာစွာတပည့်တော်ကိုပညာမျက်စိဖွင့်ပြီးစင်မီးတဆောင်အလင်းရောင်တွေကိုထုံညိပေးတော်မူပါဖျာ။ကောင်းပီပီအမင်းကြီးတေမင်းကြီးဟာသာသနာတော်ဤတိုးတက်ပြန်ပွားခြင်းတွေကိုလိုလားအပ်သူဖြစ်သည့်အတွက်ဥပဒကပုဂ္ဂိုလ်ဖြစ်တဝင်ရောက်ရှိနေပြီးပြီ။သို့ဖြစ်ပေရာဥပဒကတော်ဤကုန်ကျေးဇူး၁၀ပါးအားရှင်လင်းမိန်ကြားတော်မူပါအံ။နာကြားလိုပါရဲ့ရှင်ဖျား။ အရှင်မင်းကြီးဥပဒကာကုံ၁၀ကတဲ့တန်ဃာတော်တို့နဲ့စင်ရဲတို့ချမ်းသာများနေကတရားတော်ဒီသားလင်းအလေးအနက်အမောမြတ်ဖြစ်ရခြင်း။နေမိမိအသိပညာအားလျော်စွာကောင်းစွာသောဝေဖန်ပိုင်းခြားမှုရှိခြင်း။၃ညစွာဖျားရှင်ဤသာသနာတော်ကိုတိုးပွားအောင်ပြုခြင်း။၄။အသက်မွေးဟူသော အကြောင်းတစ်ခုကြောင့်တပါးသောယူဆတွေကိုလက်ခံခြင်း။တပါးသူတွေကိုဆရာတင်ခြင်းမပြုဘဲ ဗုဒ္ဓမြတ်စွာသာသနာတော်၌သာကောင်းစွာတည်ဝင်ယုံကြည်ခြင်း။၅။၆။ကိုယ်စိတ်နှစ်ပါးကို ကောင်းစွာဆောင်ထိန်ခြင်း။၆။၆။တရားကျင့်ဖို့သတင်းသုံးဖို့တို့နှင့်ညီညွတ်စည်းလုံးစွာနေထိုင်၍စိုးစုံမရလွယ်ကူခြင်း။၇။မိမိ၏ထင်ရှားကြောစောမှုအတွက်အထူးကြောင့်အံ့ဖွယ်တည်ရဲ့အပြုမူတွေနဲ့သာသနာတော်ကိုမထေပါစေခြင်း။ရှစ်မြတ်စွာဘုရားရှင်တို့အပေါ်၌ပဂတိတတ်ဝင်ယုံကြည်မှုရှိခြင်း။ကိုတရားတော်ကိုပဂတိတတ်ဝင်ယုံကြည်မှုရှိခြင်း။ တစိတန်ဃာတော်တို့၌ပဂရိတဝင်ယုံကြည်မှုရှိခြင်းစရာတွေဖြစ်ကြကုန်၏အရှင်မင်းကြီးအရှင်မင်းကြီး၌ဥပဒကပုဂ္ဂိုလ်တို့၏ဆေပါသောဂုံကျေးစုတို့နှင့်ပြည့်စုံပါပြီတေမင်းကြီးမေးလိုသော ပြဿနာတို့မှလည်းဖျားရှင်ဤသာသနာတော်ကို တိုးတက်ပြန်ပွားစေလိုသည့်အတွက်ငါကောင်းစွာခွင့်ပြုပါ၏အလိုရှိရာစီကုန်မိပါလုံးအရှင်ဖျားဗုဒ္ဓဘုရားရှင်နှင့်ပတ်သက်ပြီးဒိဋ္ဌိအပေါင်းကဤသို့ပြောဆိုနေကြပါ၏ ဗုဒ္ဓဘုရားရှင်သည်ပူဇော်တက္ကရာပြုမှုအားတရားနှစ်သက်ခဲ့ယုံမှန်မာကပြိဋိဘံမပြုသည်ဤလောက၌ပင်ရှိနေပါအံ့ဤလောကကြီးနှင့်ဆက်သွယ်နေအောင်အံ့ဒုမသာလင်လှူဒန်းခြင်းများပေါ်တရားဒီနေမြလှူဒန်းသူတို့အကျိုးရှိမှာဖြစ်ကြောင်းတကယ်လို့ပြိဋိဘံပြုသွားခြင်းရင်လေလှူဒန်းမှုတွေပေါ်မတရားနိုင်တော့မတည်နိုင်တော့ပါဒီအတွက်လှူဒန်းမှုများမှာအကျိုးမရှိနိုင်တော့ပါသည်အဘယ်ကြောင့်ဆိုတော့ဂေါရမဘုရားရှင်သည်လှူဒန်းပူဇော်ရန်အတွက် မတရားနိုင်တဲ့အတွက်ကြောင့်ဖြစ်ကြောင်းပြောဆိုနေကြပါရယ်။ထို့သောအစွန်းနှစ်ဖက်ထွက်နေတဲ့ပြဿနာတွေဟာအရှင်ဖျားဖြေရှင်းပေးမှသာလင်ပြေလည်ပါကုန်အံ။အမှန်ကိုလည်းသိရလျောင်လို့ပရဝါဒီဒိဋ္ဌိတို့ရဲ့ပြောဆိုဆွဆွဲမှုတွေကိုလည်းခြေပနိုင်အောင်လို့စွမ်းဆောင်ပြီးတော်မူပါဗျာ။တက္ကရာမင်းကြီးဗုဒ္ဓဘုရားရှင်သည်လူရန်ပူဇော်မှုတွေပေါ်မှာတရားခြင်းမရှိသည်မှလည်းမှန်ပေ၏။ပရိနိဗ္ဗာန်ပြုသွားခဲ့သည်မှလည်းမှန်ပေ၏။ဆင်စေဘုရားရှင်သည် မဟာဘောရိဘင်းရဲ့၌စံမြန်းစင်ခါကားပင် ရာကားနဲ့ဆက်ရှင်သောတာယာမှုအပေါင်းအားအကျွဲ့မဲ့ပယ်စွန်လိုက်ပြီလဲဖြစ်ပြီးပရိနိဗ္ဗာန်စံဝင်က ကမာဇယုတ်ချုပ်တော်မူပြီးဒီခါရင်မြည်သောမြပြောဆိုဝရရှိတော်မှာမဟုတ်ပါ ရှန်သာရိပုတ္တရာကိုရောတိုင်းကပင်လေလူအပေါင်းတို့ဤပူဇော်ရဖြစ်သောအတုမရှိသည့်ဖျားရှင်တို့နှင့်အတူကုန်သောဂေါရမဖျားရှင်ကပူဇော်တက္ကရာကုန်မတရားကုန်တလုံးမိမ့်မွက်ခဲ့ပူပါရယ်အရှင်ဖျားရှန်သာရိပုတ္တရာရဲ့မိမ့်မွက်ချီချူစကားတွေဟာ ကြည်ညိုစရာ ကိုကြည်ညိုစရာကိုဆွဲဆောင်တယ်လို့မျိုးဖြစ်မနေပါဘူးလားဒီများနဲ့တပတ်ပုတ်ကိုဘရဝါဒီဒိဋ္ဌိတွေဟာခြေပြန့်နိုင်ရတာမလုံလောက်သေးလို့ထင်မြင်ယူဆမိပါတယ်ရှင်ဖေဟာဒီအတွက်ចောင်းជိုးလျောကန့်យុទ្ធិតန်ခြင်းနဲ့တူဘရဝါဒီဒိဋ္ဌိအပေါင်းတော်မှလန်းနိုင်ရန်ဖြည့်ရှင်ပေးတော်မူပါဖေဟာကောင်းမိပြီတကားတော့ဗုဒ္ဓဘုရားရှင်ဥစွာမိတ်ဆို့ပြီးခဲ့တဲ့အတိုင်းဗောရိပင်ရင်ကလေးကတာယာတက်မှတ်မှုအပေါင်းတွေကိုဆွန့်လွတ်ခဲ့ပြီဖြစ်ပေတယ် ဒါအပြင်ခန္ဓာဇသိန်းချုပ်ငိမ့်တော်မူခဲ့ပြီလည်းဖြစ်ပြီးတဲ့သို့သောဖယားရှင်ကိုရိုရိုင်းကထိုကဲ့သို့ပူဇော်တက္ကရာတွေကိုတာယာတော်မူခြင်းမရှိနိုင်ကစားကျွင်းကြံရစ်ခဲ့တဲ့ဓာတ်တော်မူတော်တွေကိုဇေဒီပထိုပြူပြီးကိုးကွယ်စီခဲ့သူဖယားရှင်ရဲ့ဂုံကျေးဇူးတော်တွေကိုစင်ကြင်အောင်မိလျက်ကောင်းစွာကျင့်ကြံအားထုတ်ကြတဲ့သူတွေမှာလူရွာနဲ့ရွာနိဗ္ဗာန်ချမ်းသာတရားလို့ဝင်ရောက်ခံစားကြရပြီးတော်တယ်။ဥမာအဖြစ် အလျံတပြောင်ပြောင်တောက်လောင်နေသောမိဘုံကြီးကအကြောင်းအားလျော်စွာခြုံငိမ့်သွားသည်ကတိရွတ်မျက်မှိုက်ထင်းစတဲ့လောင်စာတွေပေါ်မှာသာตายာနေပါအုံးမီလုံးမตายာနိုင်တော့မှာဖျားကောင်းပြီမင်းကြီးပြဘုံကြီးကလည်းထိုကဲ့သို့သောခြုံငိမ့်သွားသည့်အခါမှာလောက၌မီးဆိုတာလုံးဝမဖြစ်ပေါ်တော့လုံးဝမရှိတော့ဘူးလို့ပြောနိုင်ပါမီလုံးမပြောနိုင်ပါဖျားမီးတော့မီးရှံမရှိတော့သေးတိုင်အောင်လို့မီးဖြစ်စေတတ်တဲ့တိရွတ်မျက်မှိုက် ထင်စားတဲ့လောင်စာမျိုးမျိုးတို့ရှိနေကြသေးပါရဲ့ဖျာမှန်ပေတယ်မင်းကြီးတောင်းလောင်ခဲ့ပြီးတော့မိဘုံကြီးချုပ်ငိမ့်သွားခဲ့ရတော့လေလောင်စာတွေကိုအကြောင်းပြုပြီးနောက်ထပ်မိဘုံကြီးဖြစ်ပေါ်လာနိုင်တယ်ထို့တူပြီးဗုဒ္ဓဖျားရှင်ကိုအကြောင်းပြုပြီးအာယုံပြုကလှူဒန်းပူဆောင်မှုတွေရှိလေတော့ထိုကောင်းမှုကုသိုလ်တွေကလည်းအချီးအနှီးဖြစ်မသွားခဲ့ပါစေမင်းကြီး မိဘုံကြီးကအလျံတဝင်းဝင်းတောင်းလောင်နေတဲ့ကဲသို့ဗုဒ္ဓဖျားရှင်ဟာလေတတောင်းသောလောကဓာတ်ခွေ၌ဖျားရှင်၏အတရေတော်ဖြင့်အတူလန်အတူမရှိတင့်တယ်ထွန်ပါတော်မူခဲ့ပါရယ်ထို့သောထွန်ပါခဲ့သည့်နှစ်တွေတွင်မှလေဖျားရှင်အားရည်မှန်းပြီးလှူဒန်းပူဇော်စေအယုသေးပြုစေစာရိယာဆွေတော်ကောင်းကျိုးကို ဖြစ်တော်စေပါရယ်လူရဲ့နှက်ရွာနိဗ္ဗာန်ချမ်းသာဆိုတဲ့အကျိုးတွေကိုခံစားရရှိကြပါပါ မီးပုံကြီးတစ်ခုခြုံငိမ့်သွားတဲ့အခါနောက်ထပ်မီးပုံအသစ်တစ်ခုပြုတ်လို့ဖြစ်ပေါ်လာစေခဲ့တဲ့ကဲ့သို့ဖျားရှင်ရဲ့ဂုဏ်တော်ကျေးဇူးတွေကရှိမှန်းပြီးကုသိုလ်ကောင်းမှုအမျိုးမျိုးကိုပြုလုပ်နိုင်ကြပါလိမ့်တော်တယ်။အရှင်မင်းကြီးပြင်းစွာတိုက်ခတ်အပ်တော်လေးအဟုန်ခြုံငိမ့်ပြက်ွယ်သွားတဲ့အခါအရှင်ဟောင်းမင်းမရှိတော့လင်ကစားလေးဆိုတော့ပြဉ္ညာမှာမပြောင်ပြတ်သေးပါသေး။ထို့သူဗုဒ္ဓဖျားရှင်ကိုရည်မှန်းပြီးပြုအပ်တော်ကုသိုလ်ကောင်းမှုတွေဒီလေအကျိုးမဲ့အရေးချင်ဖြစ်ပါသေး။အရှင်မင်းကြီး လေဟုံပွေပြောင်းသွားတဲ့အခါရက်တောင်နဲ့ခတ်ခြင်းလေဖြစ်မြအောင်လို့အေးချမ်းတာယာခြင်းအဲ့လိုဖြစ်ရတဲ့ကဲတို့မြက်စွာဖျားရှင်ကြီးကျွေးချယ်ခဲ့တဲ့ဓာတ်တော်မွေတော်တွေကိုကိုးကွယ်ခြင်းပူဇော်ခြင်းလှူဒါန်းခြင်းတွေနဲ့ကုသိုလ်ကောင်းမှုအမျိုးမျိုးကိုဖြစ်စေအပ်ပါတယ်။အရှင်မင်းကြီးထိုထက်တာလွန်ပြီးတော့ပြောရမယ်ဆိုရင်တော့မိဘုံနဲ့တူသောဗုဒ္ဓဖျားရှင်နဲ့ပရိနိဗ္ဗာန်ဆံဝင်သွားခဲ့ပြီဖြစ်တော်လေဖျားရှင်ဤဓာတ်တော်မွေတော်အစုံမဒေသနာတော်တွေကအထင်ရှားကြံနေကြပါတာပါလား။ အရှိအကိုစားဖျားရှင်နဲ့ထတ်တူတတ်မြကိုးကွယ်စရာကြီးညိုစရာလိုက်နာကျင့်ကြံစရာတွေဖြစ်ကြပြီးတော့တယ်ဖျားရှင်သည်ပရိနိဂံဝေကန်နီ၌ရှင်အာနန္ဒာကိုချက်သားအာနန္ဒာငါဖျားရှင်သည်အကျင့်တော့အဘိဓမ္မာကို၎င်းအကျင့်ဝင်းဤတရားကို၎င်းဟောလေဟောတော်မူအပ်ပြီးပြညတ်လေပြညတ်တော်မူအပ်ပြီးထိုတော့ဝင်းဤအဘိဓမ္မာတရားတို့သည်ငါပရိနိဗ္ဗာန်စံဝင်ပြီးရနောက်တင်တို့အတွက်ဆုံးမတတ်သောတရားသည်ဒီလိုဆိုက မိန်ကြားတော်မူခဲ့ပါသည် အဲလိုမိမာတော်မူခဲ့ခြင်းတွေကိုတုံးဆက်ကြည့်မယ်ဆိုပါကယခုကဲ့သို့သောပရဝါဒီဒိဋ္ဌိတွေရဲ့ဆွဆွဲပြောဆိုမှုတွေမှာပေါ်ပေါက်လာမယ်ဆိုတာတွေကိုကြိုတင်သိမြင်တော်မူတဲ့အတွက်ကြောင့်ဖြစ်ပေလိတော်တယ်။ဒီမှာပဲမိလိနာမင်းကြီးအားလေးအရှင်ဖျားတိတာထင်ရှားရလျောင်လို့ဥပမာဆောင်းတော်မူပါလုံးဒလိုတိုက်တော်နှိုးဆော်တော်မူလိတော်တယ်။